အားလုံးပဲမင်္ဂလာပါ။ AMD Game Show နေကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုလေးထဲမှာတော့နောက်တစ်ခေါက်လက်စကင်လာတဲ့ခါကြလို့ရှင်ထွက်ရှိလာမဲ့စကင်၅កောင်ရဲ့ intro animation တွေကိုကျွန်တော်အနေနဲ့ပြောပြသွားပေးမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုကတော့ဒါကတော့ Harabusa နဲ့ Kakashi ရဲ့စကင်တစ်ခုဖြစ်ပါတယ်။ Kakashi ဖန်နေတော့ကလည်းတော်တော်ကြီးဝိုက်တဲ့စကင်တစ်ခုဖြစ်တယ်။ enemy တွေအတိုင်း ပြုလုပ်ပေးထားတာဖြစ်ပြီးတော့တော်တော်လေးကိုလှတယ်လို့လည်းကျွန်တော်အနေနဲ့ကတော့မြင်တယ်။ဟာရာဘူဇာပရိုလေးတွေအတွက်ကလေဝယ်ပြီးတော့စုထားတဲ့နဲ့စကင်တစ်ခုဆိုတော့ကဲနောက်တစ်ခေါက်လည်းလာတဲ့ခါကြလို့ရှင်ခါကားကြီးစကင်ယူဖို့အတွက်ဒိုင်းမွန်ကြိုစုထားလို့ရပါပြီ။နောက်တစ်ခုအနေနဲ့ကတော့ဆာစကီနဲ့ဆူယူရိုရဲ့ကောလက်စကင်ဖြစ်ပါတယ်။ စကြေးစကင်မှာဆိုရင်တော့ intro animation ကြီးကတော်တော်လေးကိုကျွတ်စင်ထနေပြီးတော့နောက်ကအကောင်ကြီးပေါ်လာလဲတော်တော်လေးကိုမိုက်တယ် enemy တွေရဲ့အတိုင်းတပုံတန်လေးကိုဖန်ပြီးပေးထားတာဆိုတော့မွန်းတွန်ရဲ့ဒီ collaboration ကတော့တကယ်ဝေရတမ်းမဲ့ collaboration တစ်ခုဖြစ်တယ်ဆိုတာကျွန်တော်အနေနဲ့ရဲရဲကြီးအာမခံရဲတယ်ဗျာဆိုတော့ကြည့်လိုက်အောင်ဗျာ brother တို့ပဲကြည့်လိုက်တော့ဆိုတော့တွေ့ရတဲ့အတိုင်းမဲ့ ခရမ်းရောင်ကြီးရဲ့တော်တော်လေးကိုလှတယ်။ဆူယူအနေနဲ့ကလည်းပို့ပြီးတော့ကြွားတက်သွားမယ်လို့ခံစားရတယ်။အဓိကခရီးသားဖြစ်တဲ့ Naruto Second ဖြစ်ပါတယ်။ Naruto Second မှာဆိုလို့ရှိရင်တော့90 Wish ဖောင်ပြောင်းတာတွေပါနေနဲ့ Scale Effect တွေ In-game Effect တွေကတော့ကျွန်တော်နောက်ဗီဒီယိုလေးထဲမှာပြောပြသွားပေးမယ်။တွေ့ရတိုင်းပဲဘရာဒါတို့တွေ့ရတိုင်းပဲတကယ်ဝ enemy ရဲ့အတိုင်းအတိအကျကြီးလောက်ပေးထားတာဖြစ်ပြီးတော့အင်ဂိမ်းထဲမှာ Naruto skin ကြီးတွေမြင်ရတာတော့ Naruto fan ကျွန်တော်လို့ Naruto fan တွေတော့ကတော့လုံးဝမိုက်တယ်တကယ်ကြီးကိုကျင်းနေအားရစရာကောင်းတယ်ဗျာ 9 day base form ပြောင်းတာ ਈ ဆိုလို့ရှိရင်တော်တော်လေးမိုက်တယ်။အဲ့ဒါတွေကတော့ skill effect တွေ English skill effect တွေကတော့ကျွန်တော်နောက်ဗီဒီယိုလေးထဲမှာပြောပြမယ်။နောက်တစ်ခုအနေနဲ့ကတော့ထွက်ထားမှကြာတဲ့ခါလီယာရဲ့ Sakura skin map ဖြစ်ပါတယ်။ Sakura skin လေးရတော့အင်္ဂလိပ်နဲ့မှာဆိုလို့ရှိရင်အင်္ဂလိပ်စံပြီးတော့ပန်းရောင်လေးဆိုပေမဲ့လည်း enemy ကြည့်ဘူးရဲ့ brother တွေတီးလိုက်မယ်။ Sakura ဘလောက်ကျန်လေးဆိုတာဘာသာတော့တီးတဲ့အတိုင်းပဲပေါ့နော်။ Sakura skin လေးရလည်းလှရတယ်။ခါလီယာ pro လေးတွေကျွန်တော်တို့ဝယ်ကျင်သွားရပေါ့နော်။ဒါမှမဟုတ် စာစကေးယူဖို့များပါတယ်။အေးကောင်လုံးလည်းကျွန်တော်မဝင်နိုင်ဘူးဆိုတော့စာစကေးပဲယူလိုက်မယ်။နောက်တစ်ခုအနေနဲ့ကတော့ထူးထူးခြားခြားကျွန်တော်တို့နောက်ထပ်စကင်ဖရီးရမယ်စကင်တစ်ခုရှိရဲ့။အဲ့ဒါကတော့ဘေးရဲ့ဂါရာစကင်ပဲဖြစ်ပါတယ်။ဒီဂါရာစကင်ကတော့စကေးစကင်အနီမေးရှင်းအဖတ်မှာဆိုလို့ရှိရင် intro ပါညာရရတော့ပြောစရာမရှိဘူး။ငေးဖတ်ကတော့ free စကင်ဆိုတော့ရန်ကြီးအားရစရာတော့မကောင်းဘူးပေါ့လေ အနေနဲ့ရှင်းနေပါရဲ့တိတ်ရော့မပါဘူးဆိုတော့အကဲနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်ဒီလိုလေးကတော့ဒီလောက်ပါပဲစကီးဖတ်တွေကိုနောက်ဗီဒီယိုတွေမှာထည့်သွင်းသွားပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ